ားလုံးမင်္ဂလာပါဓမ္မကုတုချန်နယ်မှကြိုဆိုလိုက်ပါတယ်ခုဖက်ပြပြီးမှာတော့ဇာယိဆရာမနာပတာယီအရှင်ဝိစိတ်တရေးသားထားတဲ့ရွှေစကားနှင့်ရွှေတရားဆိုတဲ့အစာအုပ်ပဲဖြစ်ပါတယ်အပိုင်း၃ဒုက္ခဆိုတာထုတ်ပြဖို့မှမဟုတ်တာကိုယ်အစင်မပြေတာကိုယ်ခံစားရတာကိုယ်ဒုက္ခဆိုတာလူသိရှင်ကြား ရင်ဖွင့်ပြရမယ့်အရာမျိုးမဟုတ်ဘူးအထူးသဖြင့်အင်တာနက်စာမျက်နှာပေါ်မှာရင်ဖွင့်ပြရမျိုးပေါ့ကိုယ်ဒုက္ခကို သူများသိသွားတော့လေဒုက္ခကရုပ်ရော့သွားမှာမှမဟုတ်တာလူသိရှင်ကြားခံစားပြပေမယ်စာနာတနာတဲ့သူကနည်းနည်းစိတ်ပြီးဝမ်းသာနေမဲ့သူကပိုများတတ်တယ်လူဆိုတာသူများအရေးထက်ကိုယ့်အရေးကိုဥစားပြတာကများတယ်တစ်ခါတခါကိုယ်ခံစားချက်ကကိုယ်အားနေချက်ဖြစ်သွားတတ်တယ် ခံစားချက်ကို နားလည်ပြီးနိုင်တဲ့သူက ကိုယ်ကိုအားပေးတတ်ပေမဲ့ခံစားချက်ကို အပြစ်မြင်နေတဲ့သူကတော့ဖြစ်เสียရလက်နဲ့တစ်ခုအဖြစ်အသုံးချသွားတတ်တယ်။သူများဆိုတာကိုထင်တယ်လို့ကိုအဖူကိုဖေးမကူမဲ့သူကြီးတော့မဟုတ်ကြပေဘူးပေါ့။တကယ်တော့ဘဝမှာကိုဒုက္ခကိုလျှော့ကိုတော့ကကိုပြီးမှပြည်တာပါ။လူသိရှင်ကြရင်ဖွင့်မဲ့အစားကိုတရားနဲ့ကိုနေ ကိုအချိန်ဒီကိုစင်ကျင်ပြီးအကြောင်းကြောင့်အကျိုးဖြစ်လာတဲ့သဘောမှာအဆိုးတွေထမရအောင်တတိပြုစင်ကျင်ဖို့ပဲ မဟုတ်လားကိုကောင်းမီးလောင်နေရင်အဲ့ဒီမီးကိုကိုကိုယ်တိုင်အရင်ညှိရမှာပဲမငိမ့်ပဲလောင်နေတဲ့ခေါင်းကို သူများလိုက်ပြနေတော့အပူကဘယ်တက်တာမှလဲပေါ့ဒါကြောင့်ကိုအထုတ်ကိုတိတ်မဖြေနဲ့ဘသူမှဖြည့်စီရပေးမှာမဟုတ်ဘူးသူဒုက္ခနဲ့သူရှုပ်နေကြတာပဲသူများဆိုတာတနာပြေအောင်လောက်ပဲ ကိုအရှုပ်ကိုရှင် ကိုဒုက္ခကိုတိတရားနဲ့ညှိရာအကောင်ဆုံးလူတဘောကကိုကိုမတူမတန်ဆက်ဆံခံရတဲ့အခါသူကြတော့ကောင်းကောင်းမွန်မွန်ဆက်ဆံနေငါကြတော့အရေးတည်ယူမလုပ်ဘူးဆိုပြီးစိတ်ထဲမှာမကြေမနက်ဖြစ်တတ်တယ်ဖြစ်မနေပါနဲ့သူ့လိုကိုမဖြစ်သေးလို့ပဲသဘောထားပြီးကိုကိုကိုပဲပြင်နိုင်အောင်ကြိုးစားရမယ် ခုံရှိမှ လူမြင်နေဆိုတဲ့လောကတဘာဝအတိုင်းယာတုပါဝရှိတဲ့သူဥစ္စာတဏရှိတဲ့သူတွေဟာတာမန်သူတွေထက်တော့ထူးထူးခြားခြား၊ကွဲကွဲပြားပြားဆက်ဆံခံရတာတွေတော့ရှိမှာပေါ့။ဒါဟာလေသူတို့ရဲ့အတိတ်ကံ၊ပစ္စုပန်ကံအကြောင်းတရားတွေကြောင့်ပဲလေ။သူနဲ့ကိုနဲ့ကံအကျိုးပေးမတူတဲ့အပေါ်မှာသူကြတော့တစ်မျိုး၊ငါကြတော့တစ်မျိုးဆိုပြီးလိုက်ခံစားနေလို့တော့ပဲဖြစ်မလဲပေါ့။ ခံစားနေရင်ခံစားရတဲ့သူပဲပြင်ပန်းမှာပေါ့လူတော့လူပဲကံမတူတဲ့သူတွေဖြစ်နေတဲ့အတွက်ကြောင့်ကွဲပြားမှုခွဲခြားမှုကတော့ရှိနေမှာပဲလေကံကိုမရှင်နဲ့ကံကိုပြင်ပါကံရှင်ရင်မှန်ဝင်တတ်တယ်သူကံကိုလိုက်ရှင်ရင်ကိုယ်မှန်တွေပါလိုက်ဝင်နေတတ်တယ်မှန်ဝင်ရင်တော့ကံပြင်ဖို့လဲခက်ပြင်မှာပေါ့မတူညီတဲ့အကျိုးပေးတွေကြမှာအဆိုးလေးတွေလွယ်မထားနဲ့ ကိုလိုသေးလို့ပဲလို့သဘောထားကိုစိတ်ထားကောင်းအောင်ပဲကြိုးစားလိုက်ပါဒဲနဲ့အပြစ်ခံရတဲ့ရေပြင်ဟာလုတ်ခတ်မှုတော့ရှိတာပေါ့အပြစ်ခံရတဲ့အတွက်ရေပြင်ကတော့အစိတ်စိတ်အမွားမွား क्वे ပြားသွားမှာမဟုတ်ဘူးတသားတည်းဖြစ်နေမှာပါပဲပြစ်တဲ့ကဲပဲရေထဲမှာနစ်မြုပ်သွားမှာမဟုတ်လားဒီလိုပါပဲအတိုက်အခိုက်ခံရတဲ့ဘဝဟာလေလုတ်ခတ်မှုတော့ရှိမှာပေါ့ ါပေမဲ့အထူးထောင်းခံရတဲ့ကြောက်ခဲလိုတစားစီ လွင့်ဆင်သွားတာမျိုးမဖြစ်စေဖို့ပါပဲ။ရေလိုမကွဲမပြတ်တစ်ဆက်တည်းရှိနေနိုင်အောင်သာကြိုးစားရမှာပါ။လူဘဝဆိုတာအခိုက်အတန့်အထူးထောင်းကတော့နေရာတိုင်းမှာ ရှိနေကြမှာပဲ။လူမှလည်းရှိတယ်၊ယဟန်တန်ကမှလည်းရှိတယ်၊တိရိစ္ဆာန်မှလည်းရှိတယ်။အလုံးစုံပြည့်စုံတော်မူတဲ့ဖယားရှင်တော်မှ ရှိနေတာပဲလေ။ဒါအစမ်းကြီးမှမဟုတ်တာ။ အရေးကြီးဆုံးကအဋ္ဌိထံတွေကိုခံနိုင်ရှိဖို့ပဲကြောက်လို့မမထန်ထန်ခံနိုင်မလားရေလို့အလိုက်တင့်ပျော့ပျော့ပြောင်းပြောင်းခံနိုင်အောင်ကြိုးစားမလားဆိုတာအခြေအနေနဲ့အချိန်အခါကိုကြည့်ပြီးကြော်လွှားနိုင်ဖို့ပဲတေချာတာကတော့မာလွန်းတဲ့ကြောက်ဟာဆက်ဆက်ထိမခင်ဖြစ်တဲ့အတွက်အတွက်ရေလို့အလိုက်တင့်လေးနဲ့ခံနိုင်ရှိအောင် ကြိုးစားရေထဲကျလာတဲ့ခေဟာသူ့ဟာသူနစ်မြုပ်သွားမှာကတော့အသေးချာပါပဲ ခွဲရမှာကြောက်ရင် အစကတည်းကမတွဲတာကောင်းတယ်တွဲတယ်ဆိုတာခွဲခြင်းရဲ့အကြောင်းပဲဘသူတွေဘလောက်ပဲအတွဲကောင်းကြပါစေအမြဲပြောင်းနေတဲ့လောကကြီးမှာအချိန်တန်တော့လေမြဲတဲ့သူနဲ့ခွဲကြရတာပဲမဟုတ်လားအရှင်ခွဲနဲ့အတိခွဲပဲกว่าလေဆိုတော့ကတွဲမရလို့ခွဲကြတဲ့အခါအခွဲကောင်းဖို့ပဲကြိုးစားရမယ်အမုန်းနဲ့မခွဲပဲအပြုံးနဲ့ခွဲနိုင်အောင် အချစ်နဲ့မခွဲပဲအနှစ်နဲ့ခွဲနိုင်အောင် မတရားနဲ့မခွဲပဲတရားနဲ့ခွဲနိုင်အောင်အကုတုနဲ့မခွဲပဲ ကုတုနဲ့ခွဲနိုင်အောင်လေ့ကျင့်ရမယ်။အချိန်တန်ရင် ခွဲရမယ်ဆိုတဲ့အသည့်ကို စင်ကျင်ပြီးတွဲနေတဲ့အချိန်မှာအလွဲတွေမများဖို့အတွဲလွန်ပြီးအဆွဲရောဂါမဖြစ်ဖို့အတွဲများတဲ့အလွဲအမှားကြောင့်ငရဲသွားတဲ့အထိမရောက်ဖို့တတိပြုကြရမယ်။အကောင်ဆုံးကတော့အတွဲနဲ့အခွဲကိုတတိပြုပြီးမမြဲကြလို့ ခွဲကြတဲ့အခါအလွဲတွေနဲ့မခွဲကြပဲအချိန်ပြန်လို့ခွဲကြကြတာလို့သဘောထားစိတ်အားကောင်းတာစူးစားကြဖို့ပါပဲဘဝမှာနေတဲ့ထိုင်တတ်ဖို့လေတိတ်အေးကြီးတယ်မနေတဲ့ရင်အတိမမြတ်ဘူးဗုဒ္ဓဘာသာဝင်တွေအတွက်ဗုဒ္ဓအလိုကျဘဝနေနည်းနဲ့နေနိုင်ရင်အကောင်းဆုံးပဲဘုရားရှင်ကိုယ်တိုင်ကဘဝနေနည်းသုံးမျိုးကိုလမ်းညွှန်ပေးထားတယ်ဒီအပြည့်ကင်းအောင်နေရမယ် နှစ်အကျိုးရှိအောင်နေရမယ်။သုံးစိတ်ချမ်းသာအောင်နေရမယ်တဲ့။အဖြစ်ကင်းအောင်နေဖို့ဆိုရင် အကုသိုလ်ကိုရှောင်ရမယ်တဲ့။အကုသိုလ်ရဲ့သဘောကအပြစ်နဲ့တကွဖြစ်ခြင်းမကောင်းတဲ့အကျိုးကိုပေးခြင်းလက္ခဏာရှိတာဖြစ်တဲ့အတွက်အကုသိုလ်တွေလုံးမိနေရင်အပြစ်တွေရှိနေမှာဖြစ်ပြီး အကုသိုလ်ကင်းခြင်းရင် အရင်ဆုံးအကုသိုလ်မဖြစ်အောင် နေတတ်ဖို့ပဲအကျိုးရှိအောင်နေဖို့ဆိုရင် ကုသိုလ်ရအောင်နေရမယ်တဲ့ ပစ္စည်းဥစ္စာတွေဘယ်လောက်ရှိရှိကုတုမရှိရင်ဘဝအတွက်အကျိုးမရှိဘူးကုတုမရတဲ့ဘဝရာဓုဂုံပကတနာတွေဆိုတာကလည်းဘယ်လောက်ပဲမြင့်မြင့်ဘဝကမတင်ဘူးစီးပွားရှာရင်ကုတုရှာနိုင်မှဘဝဟာပို့ပြီးအကျိုးတာတယ်စိတ်ချမ်းသာအောင်နေဖို့ဆိုရင်ကိလေသာမဖြစ်အောင်နေရမယ်တဲ့ကိလေသာဆိုတာစိတ်ကိုညှဉ်းညူးစေတဲ့ညှဉ်းနွမ်းစေတဲ့သဘောရှိတယ် လောဘရှိတဲ့စိတ်ကညစ်တဲ့စိတ်ဒေါသရှိတဲ့စိတ်ကညစ်တဲ့စိတ်မောဟမာနစတာတွေရှိနေတဲ့စိတ်ဟာညစ်နေတဲ့စိတ်မတန့်ရှင်းတဲ့စိတ်ပဲစိတ်မညစ်ချင်ရင်ကိလေသာအဖြစ်မခံပါနဲ့ကိလေသာမဖြစ်ဖို့ဆိုရင်တတိရှိရမယ်တတိရှိနေတဲ့စိတ်ဟာအငြိအကျေးကင်းပြီးတန့်ရှင်းနေတဲ့စိတ်ပဲစိတ်တန့်ပြီးမညစ်တော့ဘူးဆိုရင်ဘမပဲနေနေစိတ်ချမ်းသာတဲ့ဘဝနေနေပဲပေါ့ ဘဝမှာကိုယ်ပါလို့လို့ကိုယ်ကို မုံနေတဲ့သူတွေရှိတတ်တယ်။မုံနေတဲ့သူကို ပြုံးမပြနိုင်တော့မှပြန်မမုံမိအောင်ကြိုးစားရမယ်။သူမုံလို့ကိုယ်မုံမိရင်သူတော့မသိဘူး။ကိုယ်ကိုယ်တိုင်ကတော့အမုံထန်ကြောင့်ပူလောင်နေမှာတော့အတိချပဲ။ဘဝမှာကိုယ်ပါဖြစ်ဖြစ်မနာလို့ဖြစ်နေတဲ့သူတွေရှိတတ်တယ်။မနာလို့ဖြစ်နေတဲ့သူကိုမုဒိတာမပွားနိုင်တော့မှ သူ့လိုစိတ်မျိုး ကိုယ်မဖြစ်အောင်ကြိုးစားရမယ်။ ူမနာလိုလို့ကိုပါမနာလိုဖြစ်မိအိတ်တန်တရားစိတ်မှထားတော့အိတ်ဆရာများတော့ရှားနေမှာပဲပေါ့ဘဝမှာကိုကောင်းတလောက်ပြန်မကောင်းတဲ့သူတွေရှိတတ်တယ်မကောင်းတဲ့သူကိုမပောင်းနိုင်တော့မှသူမကောင်းတယ်လို့ကိုမကောင်းမလုံးမရအောင်ကြိုးစားရမယ်သူမကောင်းတာသူ့အကြောင်းကိုကောင်းဖို့ကကိုအကြောင်းအချိန်တန်ရင်မမှန်တဲ့သူက သွားမှာပဲလေသူ့အဆိုးကကိုအဆိုးမဖြစ်စေဖို့ပဲမဟုတ်လားဘယ်သူဘာဖြစ်ဖြစ် စိတ်မညင်နဲ့ဘသူပါပြောပြောမခံစားနဲ့ဘသူဘလို့ဆက်ဆန်ဆက်ဆန်အမျက်ကြံမနေနဲ့လက်မခံဘူးကကိုယ့်အချောင်းကောင်းတာမကောင်းတာ သူကိစ္စလူကိစ္စဆိုတာအနစ်စာပဲဘာမှမမြင်ဘူးဆိုတာလေအသေးချပါပဲလေဘသူကိုမှလည်းစိတ်တွေစိုးမနေပါနဲ့တော့ဘာမှလည်းမကြင်မနဲ့တွေဖြစ်မနေပါနဲ့တော့ဘာကြောင့်မှလည်းအခဲမကြီးတာတွေတေးထားမနေပါနဲ့တော့ ကိုကောင်းတလောက်မကောင်းဘူးဆိုပြီးတော့လေစေတနာတွေမတန်ဘူးဆိုတာတွေဖြစ်နေပါနဲ့တော့ဖြစ်ပြီးမှတော့ဗာတက်နိုင်မှာလေပေါ့ကိုကိုကိုပဲတက်တအောင်နေရမှာပဲလीမကြေမနက်ဖြစ်နေအခဲမကြေဖြစ်နေတာတော့လေပြန်ပြင်လို့ရတော့တာမှမဟုတ်တာကိုကသာခံစားနေတာသူကတိတော်တိမှာမဟုတ်ဘူးလေဖြစ်တဲ့သူခံစားတဲ့သူကအရှင်ဆုံးပူလောင်နေတာပဲမဟုတ်လားသိပြီးတော့အများကြီးတွေးမိပါနဲ့ ကြောင်းရှိလို့ဖြစ်တယ်လို့ပဲဖြေကြရမှာပဲအကြောင်းမရှိရင်ဒါတွေပဲဖြစ်လာမလဲပေါ့အကြောင်းချုပ်သွားရင်ပြီးသွားမှာပဲလေအချိန်အခိုက်အတန့်လေးတစ်ခုပါပဲဒီချိန်လေးမှာပြဿနာကိုရင်မဆိုင်ပဲခံစားနေရင်ကိုယ်လည်းပူတယ်ပြဿနာလည်းပြေမှာမဟုတ်ဘူးလေဒါကြောင့်ကိစ္စတိုင်းမှာအကြောင်းတရားဆိုတာရှိနေတတ်တာဖြစ်လို့အဆောင်များသွားတဲ့အပေါ်မှာမကောင်းထားနိုင်မယ့်အစားကိုကိုကိုပဲတတိပြုစင်ချင်း သူကြောင့်ငါကြောင့်ဆိုတာထက်အကြောင်းကြောင့်အကျိုးဖြစ်တာလို့လက်ခံဆက်ဆက်ထိမခံတဲ့စိတ်မျိုးမဖြစ်အောင်ပဲတတိတရားနဲ့ထိန်ကြရမှာပဲပေါ့အပြစ်ရှာရင်အပြစ်တွေမယ်အချစ်ရှာရင်အချစ်တွေမယ်အသစ်ရှာရင်အသစ်တွေမယ်အနစ်ရှာရင်အနစ်တွေမယ်ကိုပါရှာမလဲဆိုတာကိုပဲရွေးချယ်ရမှာပါမော်ရီတိုက်တွေဖုံးနေတဲ့ရေပြင်အောက်မှာရေကြီးရေအေးလေးတွေရှိနေတတ်တယ်လို့ ပြစ်ချက်လေးတွေရှိနေပေမဲ့လူတွေမှာလည်းကောင်းကွက်လေးတွေရှိနေတတ်တာပါပဲ။ကောင်းတာလေးတွေကိုပေးဖယ်ပြီးမကောင်းတာတွေကိုပဲလိုက်ကြည့်နေလို့ကတော့အညီအဟောက်ကိုလိုက်ရှာပြီးအုံနေတတ်တဲ့ရှင်ကောင်းလိုပဲဖြစ်နေမှာပေါ့။အပြစ်တင်ဖို့အပြစ်မြင်နေရင်အပြစ်ဖြစ်နေရတယ်လေကိုပဲဖြစ်နေမှာပဲလေ။အပြစ်ပြင်မှအပြစ်မတင်မှာမဟုတ်လား။အပြစ်ပြင်နေဆိုတာအပြင်ပြည့်ရမှာပါ။ အပြစ်တွေတွေ့ရင်ရင်ထဲမှာတိတ်မထားပဲအပြင်ကို ထုတ်ပြရမှာပါသူများအပြစ်တွေကိုလိုက်ခံစားပြီးကိုယ်စိတ်မှာလေးလံနေတာအပြစ်ဖြစ်နေရတယ်မဖြစ်အောင်ရင်ထဲမှာတိတ်မထားပဲထုတ်ပြရမှာပါအဓိကကတော့ကိုယ်အမြင်နဲ့ကိုယ်အတွေ့ကအဓိကပါပဲအမြင်မှန်ရင်အတွေ့မှန်မယ်အတွေ့မှန်မှလည်းအမြင်မှန်မယ်ဘယ်သူနဲ့ပဲဖြစ်ဖြစ်ဘယ်နေရာပဲဖြစ်ဖြစ်ဘယ်အချိန်ပဲဖြစ်ဖြစ်နှလုံးသွင်းမှန်တဲ့သူဟာ အပြစ်အဖြစ်တက်တာနေမှာပါအပြစ်တင်ဖို့အပြစ်ရှာနေတဲ့သူ့အတွက်ကတော့အပြစ်တွေပဲဖြစ်နေမှာပဲပေါ့ဒါကြောင့်အပြစ်ရှာဖို့ထက် အနစ်ပါအောင်ကြိုးစားရမယ်အသစ်ရှာဖို့ထက် အပြစ်မပါအောင်တတိပြုရမယ်အချစ်ရှာဖို့ထက်မနစ်နာအောင်နေထိုင်ရမယ်ကိုကိုကိုသိအထင်မကြီးနဲ့ကိုရှာထားတဲ့ဥစ္စာတန်တရာမှမပါဘူးကိုရထားတဲ့ယာထုတန်တရာမှမထူးဘူး ကိုတက်ထားတဲ့ပညာတန်တရာမှဗလာပဲကုတုရှိမှတန်တရာအထိပါမှကုတုပါမှတန်တရာမှမနာမှလောကသားတွေရဲ့လောကအရှိတရားတွေဆိုတာဒီဘဝအတွက်ပဲဒါတော့အမြင်မဟုတ်ဘူးတည်င့ကပဲအချိန်မရွေးပျောက်ပြတ်သွားနိုင်တယ်လောကပညာရဲ့လည်းတဘဝပဲယာဒူးပါဝါလည်းတခဏပဲစည်းစိမ်ဥစ္စာလည်းအချိန်အခိုက်တန်ပဲ ဒါတွေတအားရှိနေလို့လဲတိတ်ပြီးမောင်းမာစရာမရှိဘူးခဏအရှိအဖို့ဓမ္မအတိချော်ရင်ဘဝအတိမပြောင်းနိုင်ဘူးတချို့ကတတင်ကအရှိတရားတွေအပေါ်မှာအတိတရားတွေချော်ပြီးငွေရှိတဲ့သူကလည်းငွေကြောင့်မောင်းမာတယ်ယာရုအာနာရှိတဲ့သူကလည်းယာဒုအာနာကြောင့်မောင်းမာတယ်ဂုံရှိတဲ့သူကလည်းကုံကြောင့်မောက်ပါတယ်လောကအရှိတရားဆိုတာဘလောက်ပဲရှိရှိ ီဘဝအတွက်ပဲအသုံးတည်တာဒါတော့အချိန်မရွေးပျက်စီးတာတွေရှိတတ်တော့ဒီဘဝမှာတော့မတည်ချောင်းအဓိကကကုသိုလ်ရှိရမှာကုသိုလ်ပါရမှာဒီဘဝအရှိတရားကိုအသုံးချပြီးတန်တရားကုသိုလ်အဖြစ်ထောက်ယူသွားရမှာလောကပညာကယူသွားလို့မရဘူးပညာဌာနကုသိုလ်ကပဲယူသွားလို့ရတယ်လောကယာတုဌာနန္တရတွေကယူသွားလို့မရဘူးယာတုရှိခိုင် အများအကျိုးဆောင်ရွက်နိုင်ခြင်းကပဲယူသွားလို့ရတယ်။ပိုင်ဆိုင်ထားတဲ့စီးစိမ်ဥစ္စာတွေကယူသွားလို့မရဘူး။စီးစိမ်ဥစ္စာကိုရင်းပြီးဒါနအလုပ်အနည်းထုတ်ခြင်းကပဲယူသွားလို့ရတယ်။ဒါကြောင့်ဘလောက်ပဲရှိရှိဘလောက်ပဲမြင့်မြင့်ဘလောက်ပဲကြော့ကြော့ကုသိုလ်အဖို့မပါရင်အလုံးကတခဏဒီဘဝအတွက်မျှတာဖြစ်တယ်ဆိုတာမမေ့ပါနဲ့။ပညာရှာရင်ကုသိုလ်ရှာပါ။ဥစ္စာရှာရင် ုသို့ရှာပါ။ဘဝမှာအစင်မပြေတာတွေကြုံတဲ့အခါတိုင်းကုသိုလ်ကောင်းမှုကို ပို့ပြီးပြုလုပ်ပါ။အစင်မပြေလို့ပြင်ရင်သွားမင်းလေကုသိုလ်လောက်ခိုင်းတာပဲမဟုတ်လား။သူတို့ပြောကရတရားချေတာပေါ့။ဘယ်เสียမှအကုသိုလ်လောက်ခိုင်းပြီးရတရားမချေခိုင်းကုသိုလ်ပဲလောက်ခိုင်းတာ။ဒီလိုဆိုတော့သူအားကိုရာတဲ့ကိုအားကိုကိုပြီးကုသိုလ်တရားစူးစမ်းပွားရုံပေါ့။စင်မပြေရင်လည်းကုသိုလ်လောက် အဆင်ပြေရင်လည်းကုသိုလ်လုပ်အတိုက်အခိုက်ကြုံရင်လည်းကုသိုလ်လုပ်အနောက်ဆက်ရှင်ရင်လည်းကုသိုလ်လုပ်ပို့ပြီးအဆင်မပြေရင်ပို့ပြီးကုသိုလ်လုပ်လုံနေရင်လည်းကို ပို့ဆိုးလာနေရင်လည်းစိတ်တမ်းမကြနဲ့လုံးချင်မှုအပြည့်ဇွဲကြီးကြီးနဲ့သာဆက်လုပ်တင်ကြပါကုကုသိုလ်ကအကိုကိုစောင့်ရှောက်ပါလိမ့်မယ်လုံချင်မှုနဲ့ဇွဲရှိမှုတို့ကတော့မလျော့စေနဲ့ဘဝမှာကုသိုလ်တွေအားကြီးလာရင်အကုသိုလ်တွေအဆိုးတွေအားနေသွားမှာပဲ။ တောက်ရေခွက်လောက်ရှိတဲ့ရေတွေကိုစတဆုပ်လောက်ပြစ်ထည့်ပြီးအဲ့ဒီရေခွက်နှံတူးသွားမှာပေါ့ရေပြည့်ရှိနေတဲ့ရေကန်ကြီးတွေကိုစတဆုပ်လောက်ပြစ်ထည့်ကြည့်ပါလားရေရတာဘာမှပြောင်းမှာမဟုတ်ဘူးလေရေကများနေတာကိုဒီလိုပဲကုသိုလ်ရအကြီးနေရင်အကုသိုလ်ဟာအသေးမွှားလေးပဲဖြစ်သွားမှာပေါ့ဒါကြောင့်ကုသိုလ်ကောင်းမှုကိုရှော့မတွက်ပါနဲ့တခါအစင်မပြေတိုင်းကုသိုလ်တစ်ခုတိုးလောက်ပါပိုပြီးအစင်မပြေရင် ပို့ပြီးလောက်ပါကုသိုလ်အားကြီးလာရင်အာလုံးကအဆင်ပြေသွားမှာအမှန်ပါပဲချာတလောက်မလောက်တာမဟုတ်ဘူးကိုလောဘနဲ့ကိုမပြည့်ဖြစ်နေတာဘသူနဲ့မှမတည့်တာမဟုတ်ဘူးကိုဒေါသနဲ့ကိုရှင်ဖြစ်နေတာအယောင်ယောင်အမှားမှဖြစ်နေတာမဟုတ်ဘူးကိုမောဟနဲ့ကိုအမှန်ပြောင်းနေတာအောက်ခြေလွတ်သွားတာမဟုတ်ဘူးကိုမာနနဲ့ကိုမန်တက်နေတာဝမ်းတာမပေးနိုင်တာမဟုတ်ဘူးကိုအိတ်တာနဲ့ကို မနာလိုဖြစ်နေတာ အရင်စက်တော့ဘလို့အဆင်မပြေဘူးဘလို့ခံစားရတယ်။အာဖြစ်တယ်ညာဖြစ်တယ်ဆိုတာဟာဘသူဘသူကြောင့်မှမဟုတ်ဘူး။ကိုယ်ကိလေသာတွေကကိုယ်ကိုအပူရစေတာပဲ။လောဘလျှော့ရင်အလိုပြည့်မယ်။ဒေါသလျှော့ရင်အများနဲ့တက်မယ်။မောဟလျှော့ရင်အမားနဲ့မယ်။မာနလျှော့ရင်အောက်ချိန်မယ်လို့တော့ဘူး။မနာလိုစိတ်လျှော့ရင်ဝမ်းသာမယ်။ဒါတဘာဝပဲ။လက်တွေလျှော့ရင်လက်တွေပေါ့မှာပဲပေါ့။ ကိုတိတ်ခါကိုယုံရင်ဘသူမှကြောက်เสียရမလို့ကိုအရေချင်းကိုယုံရင်ဘသူကမှမနာလိုဖြစ်เสียရမလို့ကိုလက်ပြကိုတန့်ရင်ဘသူကမှရှင်းပြနေเสียရမလို့ကိုစေတနာကိုမှန်နေရင်ဘသူကမှဟန်လို့เสียရမလို့ကိုအချောင်းကိုတိနေဘသူကမှကြွားပြเสียရမလို့ဒီလားမလုံးတဲ့သူကလူတိုင်းကိုကြောက်နေရတယ်အရေချင်းမရှိတဲ့သူကကိုထက်တိုင်းမနာလိုဖြစ်တတ်တယ် စေတနာမမှန်တဲ့သူကစေတနာနဲ့မတန်ဘူးလို့ဆိုတတ်ကြတယ်။ကို့အကြောင်းကိုကောင်းကောင်းမသိတော့သူများတည်အောင်ကြွားတတ်ကြတယ်။အရင်စစ်တော့ကို့အကြောင်းကိုသိဖို့ပဲ။ကိုကိုကိုစင်ချင်နိုင်ဖို့ပဲ။ကိုကိုကိုစောင့်ရှောက်နိုင်ရင်ဘသူဘသူအပေါ်မှမနာလိုဖြစ်စရာမရှိတယ်လို့ကြောက်နေဖို့လည်းမလိုဘူး။ဟန်လို့ဖို့လည်းမရှိတယ်လို့မှန်တတ်ဖို့လည်းမလိုဘူး။ကြွားနေဖို့မလိုတယ်လို့ဖားနေဖို့လည်းမလိုဘူး။ ကိုကောင်းအောင်နေဖို့ပဲလိုတယ်။အရာမရောက်သေးလို့အရေးမပေးတာပါ။အရာရောက်လာရင်အရေးပေးမဲ့သူတွေကအဆင်သင့်ပါပဲ။အရေးပေးခံရဖို့တည်းအရာရောက်အောင်အရင်စူးစမ်းရမယ်။ကိုက အချိန်တွေတခုအတိုင်းအတာတခုရောက်နေပြီဆိုရင်ကိုမမျော်လင့်နဲ့အရေးပေးချင်နေတဲ့သူတွေကလောကမှာအများကြီးပါပဲ။သူများနဲ့ရှင်တဲ့အခါဖယ်ထားခံရတယ်၊ခြံထားခံရတယ်၊လှစ်လူ ရှုခံထားရတယ်ဆိုရင် သူတို့ကိုအပြစ်မပြင်နဲ့ကိုဘက်ကလူနေသေးလို့ကိုကအရာမရောက်သေးလို့အရေးမပေးတာပဲဆိုတာကိုတတိပြုစင်ချင်ရမယ်။လောကတဘာဝကုံရှိလာရင်ဇာတုပါဝါရှိလာရင်ငွေရှိလာရင်အရေးပေးချင်ကြတာတဘာဝပဲ။အဲဒီမဲ့ဒါတွေရှိလို့ အရေးပေးခံရတာတဲ့ယူတာကြိုးစားအကျင့်ကောင်းလို့အရေးပေးခံရတာမျိုးကပို့ပြီးတန်ဖိုးရှိတယ်။ပို့ပြီးလိပ်ပြတ်တဲ့။ကုံနေထဲမှာ တိလကုံတမာတိကုံပညာကုံတွေကတော့အကောင်ဆုံးပဲငွေရှိလို့အရေးပေးတာဟာငွေမရှိရင်အရေးမပေးတော့ဘူးယာဒူးပါဝါရှိလို့အရေးပေးတာကအဲ့ဒါတွေမရှိရင်အရေးမပေးတော့ဘူးဒါကြောင့်သူများနဲ့ရှင်အရာသွင်းမခံရလို့အရေးပြီးမခံရလို့စိတ်မပြန်နဲ့စိတ်တက်မကြနဲ့တတင်ကအရှိတရားတွေကြောင့်တတင်ကအရာရောက်နေအခိုက်အတန့်အရေးပြီးခံရနေတာထက်ဆိုင် ကိုကိုကိုလိမ့်ပြတန့်ပြီးကိုကိုချင်းတရားနဲ့ကို အရာရောက်နေရင်ဘသူအေးပေးပေးမပေးပေးကို့အတွက်ကတော့အေးစီပါပဲလေစက်သိမ့်ပိုင်းကိုဆက်လက်ဆောင်ပြီးနားဆင်ပေးကြပါဦးခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ် နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ